ောကမှာဖြစ်ပေါ်ကြောကြပြီးတုတ်တက်ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်တဲ့ရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေကိုမြတ်စွာဘုရားဒီဓမ္မပရဒေသနာတော်မှာထုတ်ဖော်ကြားခဲ့တာဖြစ်ပါတယ်။နမတိကပါရုံဆိုဥဋ္ဌာဏအေးရှိပါဥစ္စာတုတ်တက်ခြင်းနဲ့ဆိုရင်သူများတဲ့ပို့ပြီးတော့စူးစမ်းအထောက်အပံ့ရှိရမယ် ုတ်ဌာနဆိုတာအမြဲတမ်းတက်တက်ကြွကြွရှိနေတာလုံလဝိရိယကိုခေါ်တာဥဌာနဆိုတာနော်အမြဲတမ်းတက်ကြွနေရမယ်အမြဲတမ်းကြိုးစားမယ်လို့ဆိုတယ်စတတ်ဖို့ဆိုလဲကြိုးစားရမယ်စီပေါင်းစားရှာဖို့ဆိုလဲကြိုးစားအထက်တန်းရောက်ဖို့ဆိုလဲကြိုးစားကြိုးစားရမယ်နံပါတ်1အဲ့ဒီကြိုးစားဆိုတဲ့အခါမှာ ဘာတွေလိုအပ်တော့ဆိုတတိမတော်ကိုလုတ်ပြီဆိုရင်တတိရှိဖို့တော့လိုအပ်တယ်အနုဘောဆိုလို့ရှိရင်ကိုစ조사အထုတ်မှုတွေတလွဲဖြစ်သွားနိုင်တယ်ရဲရန်တတိရှိနေဖို့လိုအပ်တယ်တတိနဲ့조사ရမယ်အဲ့တော့ဝိရိယဆိုတဲ့အတိုင်းပဲဝိရိယတစ်ခုတည်းနဲ့ကောင်းကျိုးချမ်းသာခံစားနိုင်တာမဟုတ်ဘူး တတိရှိရမယ်ပညာရှိရမယ်ကြိုးစားအထောက်အကူရှိရမယ်ဒါဆုံးရမယ်သူကနော်တခုတည်းနဲ့ဘယ်ဟာမှလုပ်လို့မရဘူးသို့တော့ဥတည်ချက်နဲ့ပြောတဲ့အခါကြိုးစားလို့ပြောလိုက်တာဝီရိယကိုရှေ့တန်းတက်ပြီးတော့ပြောကြည့်လေလူရဲ့စွမ်းအားငါမျိုးဆိုတဲ့မှာတတ္တာဝီရိယတတိသမာဓိပညာဘလငါးထာကို တတဝီရိယသတိသမารိပညာဓာရီအကုန်လုံးထိမ့်ကြီးပြီးတော့ပေါင်းစည်းပြီးလုံးလုံးရမယ်လို့ဆိုဒီအချက်เนี่ยအလုံးလိုရတဲ့အခြေအနေကြီးပဲတခါတည်းရန်ဝီရိယကိုရှေ့တန်းတင်ပြောမယ်တခါတည်းရန်ပညာကိုရှေ့တန်းတင်ပြောတခါတည်းရန်သတ္တာကိုရှေ့တန်းတင်ပြောတခါတည်းရန်သမာဓိကိုရှေ့တန်းတင်သို့သောဒီငါးခုစလုံးဟာပေါင်းစပ်ပြီးစူးစမ်းမှာဖြစ်ဖြစ်လိုအပ်တဲ့အခြေအနေကိုထုတ်ပြတယ် တာကိုမင်ထရပါဝါလို့ခေါ်တယ်သိစားအားရပဲဒါတွေကတော့တတဘာဖြစ်ဖို့ရောက်အောင်လည်းဒီပါဝါကိုတုံးချတရားထူးတရားပြတ်ရခြင်းနဲ့ဒီပါဝါကိုပဲတုံးချအဲ့ဒီပါဝါတွေကိုအသုံးမချနိုင်လို့ရှိရင်ဘယ်မှမရောက်နိုင်ဘူးနေမြန်ကြီးကကောင်းကင်ပြတ်တက်တယ်ဆိုတာသူ့ရဲ့ပါဝါကိုတုံးချတာပါဝါဝတို့ချတဲ့အခါမှာ အင်းကြီးအင်းကြီးနဲ့အင်းကြီးကိုလဲတဲ့လေရင်စီတော့မောင်းတဲ့လူချက်ဆိုရင်ချက်ရဲ့ဒီလေလေအားအလုံးကောင်းငင်ပြန်ကိုကောင်းငင်ပေါ်မှာဒီလေးပင်နဲ့အရာကြီးတစ်ခုပြတ်တက်သွားဖို့ဆိုတာပထမနဲ့အဘောကိုရှင်းချပြီးတော့တေဇောနဲ့ဝါရောကိုတို့တက်အောင်လုပ်လိုက်ပြတ်တက်သွားတာပဲဒါ ढजी वाने द्वारा चंटे द्वारा लूरी जीव टूटे से ตระอาศีอะเมวิริยะศีอะเมตติศีอะเมตมะริศีอะเมปัญญาศีอะเมเอไรปองสัตว์ปิลุลุตวายดุริยะสวายตติอะเมมานาเรลุตุจาถ้าจังอุสีวาอุสสาชาปิโตเตชินุศีนัมเบต8ฐานะจิติโจซาอะเมโจซาเรกะมาตติมะโตตติ mindfulness လို့ခေါ်တယ်တတိရှိရမယ်တတိနဲ့ကြိုးစားရမယ်လို့ဆိုလို့ဒါမှလမ်းကြောင်းမလွဲမှဖြစ်တယ်နံပါတ်3ကျတော့အဲ့လိုကြိုးစားပြီးတော့ဘဝမှာကိုလုတ်တဲ့အလုပ်တစ်ခုသူစိကံမှာမစင်ကြယ်မတန်ရှင်းတဲ့အလုပ်တွေမပါစေရဘူးစင်ကြယ်တန်ရှင်းတဲ့အလုပ်ရှိရမယ် ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုလို့တဲ့အလုံးဟာအကုသိုလ်ဒုစရိုက်တွေနဲ့ရောထွေးနေအကုသိုလ်ဒုစရိုက်တွေရဲ့အကျိုးကဆိုးကျိုးပဲဖြစ်မှာ။ဒါကြောင့်မို့သူစီကံမအဖြစ်ကင်းရတန်ရှင်းရမယ်စင်ကြရတဲ့အလုပ်မျိုးလုပ်ရမယ်သူဆိုလို့။အဲ့တော့ကြိုးစားဆွေးနွေးတာတတိလဲထားရမယ်ကိုလို့တဲ့အလုပ်ဒီတန်ရှင်းဖြူစင်အဖြစ်ကင်းစင်နဲ့လုပ်လည်းဖြစ်ရမယ်။ဒိတမကာရီနောလုတ်ပြီဆိုတဲ့က စဉ်းရင်စဉ်းစားစဉ်းကျင်ပြီးမှလုပ်ပါအရင်မလုပ်အောင်လို့ဆိုလိုတယ်ဒီတမ္မဆိုတာဒါလို့ရင်ဘာမဲ့ရောင်းဝယ်လောက်တာတောင်းပါပဲဒီပစ္စည်းကအရင်တလောက်ကြရတယ်နော်ဘလောက်ရောင်းရင်ဘလောက်မြတ်မယ်ဘလောက်ကဘလောက်အဲ့ကြမ်းမယ်အရင်ကဘလောက်ကုန်တယ်ဒါတွေကိုတွေ့ချက်နိုင်ရမယ်ကုန်ဆိုလိုတာနော်အဲ့ဒါလို့စီးပွားလုပ်လို့ပါလုပ်လို့ ဋိတမကာရီဒီလောကအကျိုးဖြစ်တဲ့အလို့ဒီလောကအကျိုးမဖြစ်တဲ့အလို့ဆိုတာလေဆင်ញင်သုံးသပ်ပြီးတော့မှအလုံးလို့ရမယ်လို့သူဆိုလို့ဒါကမြတ်စွာဘုရားကရှိသင့်ရှိလိုက်တဲ့အရေးချင်းလေးတွေကိုခေါင်းစဉ်တက်ပြီးတော့ပြောလိုက်တာနားလည်ရမှာအများကြီးပဲနောက်ကနော်ဋိတမကာရီအရာရာကိုဆင်ញင်စဉ်းစားပြီးတော့မှလောက်ရမယ်လို့ဆို မစင်းသားပဲလို့ရင်တစ်ခါရောက်တာတွေအများကြီးပဲလေမနေ့ကတော့တက်ကတူထဲမှာဟိုတစ်ပင်ခုတ်တယ်လေဓာကျိုးပေါ်ပြတ်ချာတစ်ပင်ခုတ်တာအဲ့ဒါတစ်ပင်ခုတ်တာဒီကိုင်းကဓာကျိုးပေါ်ကြာမယ်ဆိုတော့မစင်းသားပဲနဲ့လှုပ်လို့ဒီလိုဖြစ်တာလေအောက်မှာဓာကျိုးကြီးရှိနေတာဓာတ်တိုင်လေးရှိနေတာအစရတဲ့ကဒီစင်ញင်စင်းသားလှုပ်မယ်ဆိုရင်ဒီလိုအမှားရင်မျိုးမဖြစ်နိုင်ဘူးလေ ဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ်းရင်စဉ်းစားရမယ်လို့သူဆိုလို့လေနိတ္တမကာရီအဲ့ဒါမှအရေးကြီးဒါတူနဲ့တူမတူနိုင်ဘူးပေါ့အရေးကြီး